အလုံးမဲမင်္ဂလာပါရှင်ရွှေတင်္ဂါချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တိုဘလ12ရက်နေ့အတွက်နောက်ဆုံးရမူလဝတ္တဇူတင်ခမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမူလဝတ္တအနေဖြင့်မြေကြီးချင်းချင်းနေတရီပေးချက်များနဲ့လာနီညာဖြစ်စဉ်ဖြစ်ပေါ်လာနိုင်မှုအခြေအနေ30ချက်တို့ကိုပေါ်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါအောင်ရှင်ပထမဆုံးအနေနဲ့မြန်မာနိုင်ငံရဲ့မုတ်တုံလေးစုခွားမှုအနေထားကိုပေါ်ပြပေးသွားပါမယ် အနောက်တာမုတ်သွန်လေးသည်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့မှ14ရက်နေ့တွင်မြန်မာနိုင်ငံမြဝကျွန်းပေါ်ဒေသများမှ၎င်းအောက်တိုဘာလ15ရက်နေ့မှ20ရက်နေ့တွင်မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ၎င်းစုခွာသွားဖွယ်ရရှိပါသည်။အနောက်တာမုတ်သွန်လေးသည်ကပလီပလဲပြင်နှင့်ဘင်္ဂလားပလဲအော်ရိုတွင်အာအနှဲငယ်ရှိနိုင်ပါသည်။အနောက်တာမုတ်သွန်လေးသည်ဘင်္ဂလားပလဲအော်အရှေ့မြောက်ပိုင်းအရှေ့အလယ်ပိုင်းနှင့်မြန်မာနိုင်ငံမြဝကျွန်းပေါ်ဒေသများမှစုခွာခဲ့ပြီးဖြစ်ပါသည်။ဆလပီမိုးလေဝသပညာရှင် UNI လာနီညာဖြစ်စဉ်ဖြစ်နိုင်ခြင်းနဲ့မိုးနောက်ကာလသတိပြုရမည့်ထုတ်ပြန်ချက်ကိုလည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။လက်ရှိလာနီညာဖြစ်နိုင်ခြင်း87ရာခိုင်နှုန်းနဲ့ IOD negative အခြေအနေများကြောင့်စက်တင်ဘာလနဲ့အောက်တိုဘာလလကွန်ရက်များထိဆိုထိုင်းစမြန်မာပြည်မိုးရနိုင်ခြင်းကိုအားပေးသည့်ရာသီဥတုအခြေအနေဖြစ်လာနိုင်သည့်အတွက်မုတ်တုံဆုတ်ခွာမီရဲ့နောက်ကျနိုင်ပြီးမုတ်တုံနောက်ကျမှုတွေဆက်ရွာနေနိုင်ပါသည်။ အလဲပိုင်းမိုးနဲ့ရေရှားဒေသတွေမှာရွာသွန်းမြေအထက်မွေးရေချိန်ရရှိနိုင်ပါတယ်။အော်တိုဘာလ၁ရက်နောက်ပိုင်းတနိုင်ငံလုံးမှမုတ်တုံပြီးဆုတ်ခွာတဲ့အခါမြန်မာနိုင်ငံအတွက်ဒီနေ့2025ခုနှစ်မိုးနောက်ကာလကုန်ဆုံးပြီးမိုးလွန်ကာလကိုရောက်ရှိလာမှာဖြစ်ပါတယ်။မိုးလွန်ကာလမုတ်တုံပြီးသက်ဆုတ်ခွာရက်ခန့်မှန်းချက်အော်တိုဘာလ15ရက်နေ့မှနိုဝင်ဘာလ30ရက်နေ့အထိ ပုံမှန်ဖြစ်မြဲအပူချိန်အောင်အနေငယ်ကြဆင်းကဘင်္ဂလားပလင်အော်တင်လေးဖြစ်အားနေရဝင်းဖြစ်ပေါ်မည်အခြေအနေများလည်းဆက်ရှိနေနိုင်ပါသည်။မိုးနောင်မိုးလုံကာလစပိုင်းရီသိမ်းချိန်များတွင်ကပ်ပလီပင်လယ်ဘင်္ဂလားပလင်အော်တောင်တရုတ်ပင်လယ်အာရိပြပလင်နှင့်ထိုင်းပင်လယ်ခွေတွေမှာဖြစ်နိုင်တဲ့ထူးခြားမိုးလေဝသအခြေအနေတရားမှုတွေကအောင်ရရရှိနိုင်ခြင်းထက်ဖြတ်မှုအန္တရာယ်ပေးနိုင်သည်ကို သတိပြုရပါမည်။ဖြတ်မှုအချိန်အခါမဟုတ်မိုးရီကြောင့်ရေထုတ်မပေးနိုင်သော ရေဝင်ရေထက်ကအောင်မြေပြင်အနေမြင်ကိုပြုပြင်မထားနိုင်သောလေခွဲတွေမှာရေဝတ်ပြီးစဘာခင်းများရေမြုံနိုင်သည့်အနေရကိုသတိထားဆောင်ကြည့်ကြဖို့ဆရာဦးဝင်းနိုင်ရဲ့ထုတ်ပြန်ချက်ကိုဖော်ပြပေးလိုက်ရပါတယ်။ဆလပီမိုးလေဝသနဲ့ဆလာဗရီယာညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။မြကျင်းနာမြေရေနှစ်ပေကျော်ခန့်ထက်ကြာမနေ့ကညနေမှ12နာရီတွင်မြကျင်းနာမြို့ဤမနေ့ကမြင်ဆုံးပူချိန် 33.5ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန်16.2ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်။မြေကြီးနားမြေသည်ဆိုရင်မဲ့800စင်တီမီတာသို့ရရှိရန်954စင်တီမီတာ24ဘေးခွဲကျော်ခန့်အလိုရရှိနေပါတယ်။မြေအတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါရှင်။မြေကြီးနားမြေမနေ့ကမနေ့ပိုင်းထိစုစုပေါင်းရေဝင်း123စင်တီမီတာ၄ဘေးခန့်ဖြစ်ပါတယ်။ မနေ့ကနေ့လယ်ပိုင်းမှာယနေ့နံနက်ပိုင်းထိစုစုပေါင်း114စင်တီမီတာ3မီခွဲကျော်ခန့်ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ပါတယ်။မြေအတက်ကြပုံမှန်နေထိုင်ခန့်မှာရှိနေပါမယ်။ထူကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါရှင်။ EOD မြေအထက်ပိုင်းမှာမူအသင့်သင့်ရှိနေပါတယ်။ရန်ဖန်ရခ EOD မြေဆောင်ထက်ပိုင်းမှာနေရာကွက်၍မိုတဲထန်ဆွာရသွန်းချင်းများကြောင့်မြေကြီးနားမြေကျဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းနိုင်ဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံး မြန်မာပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အေအော်ဒီမြေအထက်ပိုင်းမိခါမြင်းနဲ့မိခါမြဝန်ဒေသများမှာမိုးတိမ်ထောင်ဖြစ်ထွန်းမှုအားနည်းငယ်ရှိနေပါတယ်။အေအော်ဒီမြေကိုတခြားနဲ့စင်းနှင်းမြေကိုတခြားမြကန်းနီမြင်းနေဒေသများနဲ့မြင်းနုကျွများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေအော်ဒီမြေကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။စင်းနှင်းမြေအခြေအနေခန်းဒီမြေရေတလမခန့်ထက်ကြမိခါညနေမှ12နာရီတွင် မုံရွာမြစ်ရေတလမခန့်ထက်ကြောင့်မိကညက်နေမှ12နှစ်တွင်ချင်းနှစ်မြစ်အထက်ပိုင်းမှာလက်တလောတွင်မွာအနှိမ့်ငယ်ရှိနေပါတယ်။မြစ်ရေအကြာနေနေပါအောင်မယ်။ချင်းနှစ်မြစ်ရေတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။သူကဲမြစ်ကြီးနိုင်တဲ့အချိန်နေမတွေ့ရှိသေးပါရှင်။ခန့်တီဟောက်မလင်းဖောင်ပြင်းနဲ့မော်လိုက်မြေတို့မှာပြပြချင်းဆက်လက်ကြဆင်းနေပါတယ်။ကလေးဝမင်းကင်းကနီမုံရွာမြစ်မြေတို့မှာလည်းပြပြချင်းဆက်လက်ကြဆင်းနေပါမယ်။ EOD မြစ်ရေအချိန်နေ မောင်မြင့်ရင်နိုင်ငံထက်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။ရှေကူမြို့မြင့်ရင်နဲ့ကတားမြို့မြေတို့မှာပြည်ပြချင်းဆက်လက်တန်နေမှာဖြစ်ပြီးယနေ့ညပိုင်းတွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။ထီချိုင်းတပိတ်ချင်းမြေတို့မှာပြည်ပြချင်းဆက်လက်ကြဆင်းနေပါမယ်။မန္တလေးမြို့ရင်နဲ့စကိုင်းမြေတို့မှာအတက်ကြမရှိတဲ့တန်နေမှာဖြစ်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ဆက်လက်ကြဆင်းနိုင်ပါတယ်။မြင်းမှုမြင့်ရင်ပြည်ပြချင်းဆက်လက်ကြဆင်းနေပါမယ်။ ပခောက်ကူမြင့်ရင်အတက်ကြမရှိရတဲ့နေပြီးယနေ့ညနေပိုင်းနဲ့မနေ့ဖန်တဲ့ပိုင်းတို့တွင်ပြလဲကြဆင်းနိုင်ပါတယ်။ညဦးမြင့်ရင်အတက်ကြမရှိရတဲ့နေပြီးယနေ့ညပိုင်းနဲ့မနေ့ဖန်တဲ့ပိုင်းတို့တွင်ပြလဲကြဆင်းနိုင်ပါတယ်။ကြောင်မျိုးမင်းဘူးမခွေနဲ့အောင်လံမြည်တို့မှဖြည်းဖြည်းချင်းဆက်တက်နေပါဦးမယ်။ပြီးစိတ်သာဟင်္ဒရာနဲ့ဇလိုမျိုးမြည်တို့မှဖြည်းဖြည်းချင်းဆက်တက်နေပါဦးမယ်။ AOD မြင့်ရင်မြင့်တက်မှုကို24နာရီဆောင်ကြည့်တင်ပြပေးနေပါရရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ ဆက်လက်ပြီးမနက်ဖြန်မှုလို့တာအချိန်နေဘလို့ရှိမလဲဘင်္ဂလားဖလင်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အချိန်နေသေးစိတ်ကိုကြည့်လိုက်ကြရအောင်2025ခုနှစ်အော်တိုဘားလ17ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ဘင်္ဂလားဖလင်အော်ချိန်နေအနောက်တာမိုးတုံလေးသည်ဘင်္ဂလားဖလင်အော်ရှေ့မြောက်ပိုင်းအရှေ့လယ်ပိုင်းနေမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ဒေသများမှာဆုတ်ခွာခဲ့ပြီးဖြစ်ပါတယ်ဘင်္ဂလားဖလင်အော်ရှေ့မြောက်ပိုင်းနေအရှေ့လယ်ပိုင်းတို့တွင်တည်အနှဲငယ်ဖြစ်ထွန်းနေပြီးကပလီပလင်ပြင်းနေကျမင်္ဂလာဖလင်အော်တို့တွင်မိုးတုံလေးအားနေနေပါတယ် မနက်ဖန်တနက်အထိခမန်းချန်မကွေတိုင်းဒေသကြီးကြာပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေအော်တီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိခြောက်ရမည်ရွာရံရံုံပြည့်ဖြစ်ပါတယ် နေပြီးတော့နေရာကွက်ချာမူထစ်ချုံရမည်ရန်ကုန်ကပ္ပအေးနေရာကွက်ချာမူထစ်ချုံရမည်မန္တလေးနေရာကွက်ချာမူထစ်ချုံရမည်ဗကုတိန်တင့်တင့်ဖြစ်ထွန်ပြီးမူထစ်ချုံရနေရာကွက်ချာမူရနိုင်ပါတယ်မကွင်းတိန်တင့်တင့်ဖြစ်ထွန်ပြီးမူထစ်ချုံရနေရာကွက်ချာမူရနိုင်ပါတယ်ဟုံမလင်တိန်တင့်တင့်ဖြစ်ထွန်ပြီးမူထစ်ချုံရနေရာကွက်ချာမူရမည်မောင်ရတိန်တင့်တင့်ဖြစ်ထွန်ပြီးမူထစ်ချုံရနေရာကွက်ချာမူရနိုင်ပါတယ်ပသိမ့်နေရာကွက်ချာမူထစ်ချုံရမည် တဝဲနေရာကွက်ကြမှုထစ်ချုံရမည်မြစ်ကြီးနာနေရာကွက်ကြမှုထစ်ချုံရမည်လိုက်ကောတင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၏နေရာကွက်ကြမှုရနိုင်ပါသည်ဖအန်းနေရာကွက်ကြမှုထစ်ချုံရမည်ဟာခါတင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၏နေရာကွက်ကြမှုရမည်မော်လမြိုင်နေရာကွက်ကြမှုထစ်ချုံရမည်စစ်တွေတင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၏နေရာကွက်ကြမှုရနိုင်ပါသည်လာရှုနေရာကွက်ကြမှုထစ်ချုံရမည် တောင်ကြီးတိမ်တင့်တင့်ဖြစ်ထွန်းပြီးမုထစ်ချုံ၏နေရာကွက်ကြားမူရနိုင်ပါသည်။ကျိုင်းတုံနေရာကွက်ကြားမုထစ်ချုံရမည်။မုထိတ်တာဖြစ်ပေါ်မှုချင်းနေစကိုင်းတိုင်းဒေသကြီးရထက်ပိုင်းတရင်တိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တွင်မုထိတ်တာများဖြစ်ထွန်းမှုအကောင်းရဲ့ရှိပြီးအဆိုပါမုထိတ်တာများရွေလျားရနေရာတလျှောက်တွင်မုရသွန်းချင်းနေတူလေပြင်းတိုက်ခတ်ခြင်းမုထစ်ချုံခြင်းမိုးချိုးပစ်ခြင်းပြက်စီးလက်ခြင်းနဲ့မုတီကျွေခြင်းစာတိမလို့တာဖြစ်စင်များဖြစ်ပေါ်နိုင်တာကြောင့်ကျိုတင်သတိပြုနိုင်ပါရဲ့အကြံပြုအပ်ပါတယ် နောက်နေ့ရက်အတွက်ခမန်းချက်မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ချုံမြင့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေပြီ။နေပြည်တော်နှင့်ဤတဝအတွက်မနက်ဖြန်နဲ့ထိခမန်းချက်နေရာကွက်ကြားမွတ်စ်ချုံရမြီရွာရရနှုံးပြည့်ဖြစ်ပါရယ်။ရန်ကုန်မြို့နယ်ဤတဝအတွက်မနက်ဖြန်နဲ့ထိခမန်းချက်နေရာကွက်ကြားမွတ်စ်ချုံရမြီရွာရရနှုံးပြည့်ဖြစ်ပါရယ်။မန္တလေးမြို့နယ်ဤတဝအတွက်မနက်ဖြန်နဲ့ထိခမန်းချက်နေရာကွက်ကြားမွတ်စ်ချုံရမြီရွာရရနှုံးပြည့်ဖြစ်ပါရယ်။မြမပလဲပြင်းလိုင်းနေငယ်မှလိုင်းတဲ့တဲ့ရှိမြီ လှိုင်းမြစ်မှာမြမကယ်ရန်တရှောင်းနဲ့ကဲလွန်ပလဲပြင်းတို့တွင်လေးပေမှ၆ပေခန့်ရှိနိုင်ပါသည်။ပလဲပြင်းခီးသွားအတွက်မွေးလေဝသခံမှန်းချံ2025ခုနှစ်အော်တိုဘားလ17ရက်နေ့နနက်7:00နာရီခွဲအချိန်ထုတ်ပြန်ချံဘင်္ဂလားပလဲအော်ချင်းနဲ့ကပလီပလဲပြင်းနဲ့ဘင်္ဂလားပလဲအော်တာမိုင်းတို့တွင်မုတ်တုံလင်အားနေငယ်မှအာတင်တင်ရှိနေပြီးကျန်ဘင်္ဂလားပလဲအော်တွင်မုတ်တုံလင်အားနေနေပါသည်။ရန်ကုန်မှာတနင်္သာရီကန်ရန်တရှပလဲပြင်းခီးရဲ့အတွက်မိုးလေဝသခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခံမှန်းချက် မွလင်ဝတာချင်းနေနေရအနှံ့ပြမှုထစ်ချုံရမည်အမြင်တာလေးမိုင်းမွေရစင်တမိုင်းခန့်ရေပြင်းလင်းအနောက်သမုအနောက်မြောက်တနိုင်ပလဲမိုင်း90မိုင်းတခတရံမိုင်း20မှ25မိုင်းလှိုင်းချင်းနေလှိုင်းနေငယ်မှအလိုင်းတင်းတဲရှိမည်လှိုင်းမြင့်လေးပေမှာ9ပေခန့်ရန်ကုန်မှာရခိုင်ကဲရန်တခြားပလဲပြင်းခီရအတွက်မွလင်ဝတာခံမှန်းချက်ယနေ့မွန်တဲမှနောက်24နာရီတွင်ခံမှန်းချက်မွလင်ဝတာချင်းနေနေရာကွက်ကြားမွထစ်ချုံရမည်အမြင်တာလေးမိုင်းမွေရစင်တမိုင်းခန့် ရေပြင်းလင်းတောင်သွမှုနောက်တောင်တနားပလဲမိုင်း90မိုင်းတခါတရံမိုင်း20မှ25မိုင်းလိုင်းချိန်နေလိုင်းနေငယ်မှလိုင်းတင်တင်ရှိမြင်လိုင်းမြင့်၄ပေမှ9ပေခန့်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနောက်ဆက်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်ပေးသွားခဲ့ကြပါဦးနော်ပေးသွားခဲ့ကြပါ